လာအီလာဟာအီလာလာဟူမိုဟာမက်တောရဆူလလာအဲ့တော့ကျွန်တော်တို့လက်ရှိတော်တော်နဲ့လုံရင်ပြောရမယ်ဆိုလို့ရှိရင်အလာအရှင်မြတ်မတပါအရှားတော်ကိုးကွယ်ရာမရှိတမန်တော်မိုဟာမက်ဒီအလာအရှင်မြတ်ဆေလွတ်လိုက်တဲ့နောက်ဆုံးနဗီတမန်တော်ဖြစ်ကြောင်းကျွန်တော်လက်ခံယုံကြည်ပါ၏ဆိုတဲ့တိတ်ပါပဲအားလုံးပဲတာလီဆိုပါကိုရှေရှာနေရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဒီကျွန်တော်တို့ဘောနောမတရားဖိနှိပ်အတ္တမပြုကျင့်ခံထားရတဲ့ တိုင်းရင်သားမျိုးနွယ်စုတစုရဲ့တမိုင်းအချက်လက်တွေကိုစူးစီးဖော်ထုတ်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးအထိဝိုင်းရံကြည့်ရှုပေးကြဖို့လည်းကျွန်တော်မိဘပြည်သူတရားရှင်စီတိုင်းကိုလေးစားစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့လက်ရှိနေပြီးတော့မတရားဖိနှိပ်အတ္တမပြုကျင့်ခံထားရတဲ့တိုင်းရင်သားမျိုးနွယ်စုတစုရဲ့သမိုင်းကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးရခိုင်ရာဇဝင်ကိုပြန်ကြည့်ရမှာဖြစ်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလက်ရှိရခိုင်ရာဇဝင်ကိုကျွန်တော်လက်လာကြည့်မယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရခိုင်ဘရင်အရှုတ်ဟာ မွတ်စလင်ဘွဲ့အမျိုးကိုခံယူခဲ့ကြောင်းအန်အိုးဖွေရလက်လာတွေ့ရှိရပါတယ်15ရာစုအတွင်းမှာမွတ်စလင်တွေဟာဒီပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီရခိုင်ဒီနိုင်ငံဖြစ်တဲ့ပေါ့နော်ဒီရခိုင်နိုင်ငံဖြစ်ကိုဝင်ရောက်လာခဲ့ကြောင်းလည်းတမိုင်းမှတ်တမ်းမှာထပ်မံလက်လာတွေ့ရှိရပါတယ်ဆိုတဲ့ခါကျတော့ဒီအဲ့ဒီမှာဒီ AD 1400ခု1400ခုနှစ်မှာရခိုင်ဘရင်နယမိုင်လာနဲ့အင်းဝဘရင်မင်းခေါင်ရဲ့သားတော်မင်းရဲကျော်စွာတော့ စစ်ဖြစ်ကြတဲ့ခါမှာနရမိုင်လာဟာစစ်ရှုံးပြီးတော့ဘင်္ဂလားဘက်ကိုထွက်ပြေးတိမ်းရှုံသွားခဲ့ရပါတယ်ဒီတော့လက်ရှိနေပြီးတော့နရမိုင်လာဟာဒီဂေါ်ဆူလ်တန်ဘယင်ဘယင်နေပြီးတော့အမေရှားထံမှာ AD 1400ခုနှစ်ကနေ1430အထိ24နှစ်တိုင်တိုင်ခိုးလုံနေခဲ့ပူပါတယ်အဲ့တော့ဒီ1426ခုနှစ်ဂေါ်ဆူလ်တန်ဘယင်အမေရှားတေပြီးတဲ့နောက်ပိုင်းမှာအမေရှားရဲ့သားတော်နဇိန်ရှားဆူလ်တန်ဘယင်နန်းတက်လာပါတယ် ဲ့တော့ဒီ1430မှာဆူလတန်ဘိဘယင်နဇိန်ရှားကိုဘောနဒီအရခိုင်ထီနာပြန်လေတိုက်ခိုက်သိမ်းယူပေးဖို့တောင်းဆိုခဲ့တဲ့အတွက်ကြောင့်မို့လို့ဆူလတန်ဘယင်နဇိန်ရှားကနေပြီးတော့ဂတိပြုအချက်အရှစ်လျှောက်ချက်ကိုပြန်လေတောင်းဆိုခဲ့မှုပါတယ်အဲ့တော့ဒီဂတိပြုချက်လျှောက်ချက်တွေကတော့နံပါတ်1 ရခိုင်ပရင်တွေပထမဆုံးတင်ပိုက်ခဲ့တဲ့အရင်ကတင်ပိုက်ခဲ့တဲ့ဘင်္ဂလား၁၂မြို့ကိုပြန်လည်ပေးအပ်ဖို့အတွက်သူတုံးဆိုတယ်။နောက်တော့နံပါတ်2တုံးဆိုချက်ကကြတော့ရခိုင်ပရင်တွေကမွတ်စလင်တွေရဲ့ဘွဲ့နံမျိုးကိုခံယူကြရမယ်ဆိုပြီးတော့သူတုံးဆိုတယ်။နောက်နံပါတ်3တစ်ချက်ကကြတော့ရခိုင်ပရင်နန်းတော်ဒီဇိုင်းမှာကလမာလို့ခေါ်တဲ့ပုံတော့ဒီအဲ့ဒီမှာဒီမွတ်စလင်တွေရဲ့အာဘာသာအရာပေါ့နော်ဒီလက်ရှိကလမန်ဆိုတဲ့ဒီဆာလုံးကိုအဲ့ဒီမှာပါရှန်ဆာလုံးတွေနဲ့အတူထုနိုင် ရိုက်နှိုက်ပေးဖို့ကိုလည်းသူကတောင်းဆိုတယ်နောက်တစ်ခါကျတော့ဒီနံပါတ်၄တချက်သူတောင်းဆိုတာကရခိုင်ငွေတန်းကားတွေကိုဖာရစီလို့ခေါ်တဲ့ဒီပေါ်နော်စာလုံးတွေနဲ့ပေါ့နော်ဒီအဲ့ဒီသူတို့ရဲ့ဘင်္ဂလားဘင်္ဂလားမှာထုနှိုက်ဖို့ရအတွက်လဲဒါဒီထုနှိုက်ဖို့နဲ့ဒီဒင်းကားတွေမှာလဲဒီကလမာတွေကိုပါရှိဖို့အတွက်ပေါ့နော်ဒါလည်းသူတောင်းဆိုတယ်အဲ့တော့လက်ရှိကကလမာဆိုတဲ့ဒီစကလုံးကဘာကိုခေါ်တာလဲဆိုတဲ့ဟာကိုမိဘပြည်သူတွေတစ်ချက်သိဖို့လိုပါတယ်ခင်ဗျာ အဲ့တော့လက်ရှိနေပြီကလမာဆိုတာဒီလက်ရှိနေအစ္စလမ်ဘာသာရဲ့စကားလုံးတစ်လုံးဖြစ်တယ်အဲ့ဒီဟာဘာလဲဆိုတော့ကလာအီလာဟ်အီလာလာဟ်မိုဟာမက်ဒ်ရာဆူလလာအဲ့တော့ကျွန်တော်တို့လက်ရှိတော်တော်နဲ့လုံရင်ပြောရမယ်ဆိုလို့ရှိရင်အလ္လာအရှင်မြတ်မှာတပါအရှာသောကိုးကွယ်ရာမရှိတမန်တော်မိုဟာမက်ဒီအလ္လာအရှင်မြတ်ဆေလို့လိုက်တဲ့နောက်ဆုံးနဗီတမန်တော်ဖြစ်ကြောင်းကျွန်တော်လက်ခံယုံကြည်ပါ၏ဆိုတဲ့အတိတ်ပဲပါပဲအဒီထက်မကပိုပြီးနည်းနည်းတဲ့အတိတ်ပဲရှိပါတယ်ဒါကျွန်တော်တော်တော်နဲ့လုံရင်ပြောပြလိုက်တာအဲ့တော့ကလမာဆိုတဲ့စကားလုံးဒီ အာဘောနလက်ရှိနေပြီးအစ္စလာမ်ဒီသုံးနှုံးတဲ့စကလုံးဖြစ်တယ်အဲ့တော့အဲ့တော့ဒီဒီစကလုံးကိုနေပြီးတော့ဒီရခိုင်ဒင်းကားတွေမှာ နောက်လို့ရှိဒီဘောနဒီအဲဒီအာဘလိုကောပဲရခိုင်နန်းတော်ရဲ့ဒီဇိုက်တွေမှာအဲပါရှိပေးဖို့ရိုက်နှိုက်ပေးဖို့ကိုလည်းပဲသူကအဲ့ဒီမှာတောင်းဆိုခဲ့တာဖြစ်တယ်ဆိုတော့ဆိုတဲ့ကနောက်တစ်ခုနံပါတ်5ကြားတဲ့ကဒီလက်ရှိအဲ့ဒီမှာ RV ဆာလုံးကိုယုံသုံးစာပေအဖြစ်နဲ့သတ်မှတ်ပေးဖို့လည်းသူကသူကတောင်းဆိုခဲ့တယ် ။နောက်တစ်ခါဒီနံပါတ်၆ဝါကြတဲ့ကနှစ်စဉ်အခွန်ပန်နာတွေလည်းစစ်သားရမယ်ဆိုပြီးတော့သူကတုံးဆိုခဲ့ပူပါတယ်။အဲ့တော့ဒီအချက်တွေကိုတုံးဆိုခဲ့တဲ့ခါမှာဒီဘောနောတုံးဆိုခဲ့တဲ့ခဲ့တဲ့ဒီဘောနောဒီ80,330ခုနဲ့မှာဆူလတန်ဘယင်နဇင်ရှာရဲ့အကူအညီနဲ့အာရခိုင်ထင်းနှံကိုပြန်လည်ရရှိခဲ့ပါတယ်။အဲ့တော့ဆိုလိုတာဒီခုနကျွန်တော်တင်ပြသွားတဲ့အရှိရှောက်ချက်ကိုဒီအဲဘောနောဒီရခိုင်ဘယင်ကလက်ခံတယ် လက်ခံနဲ့လိုက်ရုပ်ပေးတယ်ဒါကြောင့်မို့လို့လဲအဲ့ဒီမှာနေပြီးတော့ဒီအဲဒီဆူလ်တန်ဘယနဇင်ရှားကနေပြီးတော့တိုက်ခိုက်ပေးခဲ့တာဖြစ်ပါတယ်အဲ့လိုတိုက်ခိုက်ပေးခဲ့တဲ့အတွက်ကြောင့်လဲဒီရခိုင်ထိနှံကိုပြန်1330မှာပြန်လေရရှိခဲ့တယ်ဆိုပြီးတော့သပိုင်းမတန်လေးမှာလက်လာတွေ့ရှိရပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာဒီပေါ့နော်ဒီအဲ့ဒီမှာဒီသူတို့ဒီထိနှံကိုရောက်ပြတဲ့နောက်ပိုင်းမှာမြောက်ဦးမြို့ကိုနမ်းမြို့တီးပြီးတော့မြောက်ဦးမင်းဆက်ကိုစတဲ့တီထောင်ခဲကြောင်းကိုလဲလက်လာသိရှိရပါတယ် အဲ့တော့ဒီအဲ့ဒီမှာနေပြီးတော့နေရမိုက်လာနဲ့အတူရခိုင်ထီးနှံကိုပြန်လဲရယူပေးခဲ့တဲ့ဆူရတဘယင်ရဲ့စစ်ဘော်စစ်သားတွေဟာလည်းဘင်္ဂလားကိုမပြန်တော့ဘဲနဲ့ရခိုင်ပြည်မှာအရှေရှနေထိုင်ခဲ့ပါတယ်။အဲ့တော့အဲ့ဒီအချိန်မှာနေပြီးတော့နေရမိုက်လာကလည်းမွတ်စလင်စစ်ဘော်စစ်သားတွေကိုဂျေဇုပြုသောအပြင်သူတို့နဲ့ထိုက်တန်တဲ့ယာထူးတွေကိုခန့်အပ်တာဝန်ပေးခဲ့တာကိုလည်းသမိုင်းမှတ်တမ်းမှာလက်လာတွေ့ရှိရပါတယ်ခင်ဗျ။ဒါကြောင့်အဲ့ဒီမှာနေပြီးတော့နေရမိုက်လာလက်ထက်ကစပြီးတော့ ရခိုင်နိုင်ငံမှာအစ္စလမ်ဘာသာအရှေရှနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ထူခြားချက်တစ်ခုကတော့နယမိလာနဲ့ဒီပေါ့နော်ဒီဂေါ့စူတန်တို့ရဲ့သဘောတူခဲ့တဲ့အရှေရှောက်ချက်ကိုရခိုင်ဘရင်တွေကလိုက်နာတဲ့အနေနဲ့မိမိအမည်ရဲ့နောက်မှာမွတ်စလင်ဘွဲ့နံမျိုးကိုတလေးတစားနဲ့ခံယူခဲ့ကြကြောင်းကိုလည်းသမိုင်းမှတ်တမ်းမှာလက်လာတွေ့ရှိရပါတယ်။အဲ့တော့ဒီကျွန်တော်တို့ရဲ့ရခိုင်ဘရင်တွေဟာမွတ်စလင်တွေရဲ့ဘုံတော်ဒီ မွတ်စလင်တွေရဲ့ဘွဲ့နံမျိုးကိုတလေးတစားနဲ့အမ်ဘောနော်ဒီသူတို့ရဲ့နောက်မှာဘွဲ့အမိတွေကိုတလေးတစားနဲ့ခံယူခဲ့ကြတာကိုလည်းသူတို့အမ်ဒီတမိုင်းမတ်တပ်မှာလက်လာတွေ့ရှိရပါတယ်ဒါဆိုဒီဒီရခိုင်ပရင်တွေအကြောင်းကိုရခိုင်ပရင်တွေပေါ့နော်ဒီအာရခိုင်ပရင်တွေပေါ့ဗျာဒီလက်ရှိမူဆလင်တွေရဲ့ဘွဲ့နံမျိုးကိုခံယူခဲ့တာလေးကိုကျွန်တော်အနေနဲ့လက်လာတွေ့ရှိသမျှကိုတင်ပြပေးပါမယ်ခင်ဗျာ ုတ်ပြီလားဆိုသူတို့ဒီပေါ့နော်နရမိလာနဲ့အတူရခိုင်ထီးနန်းကိုဆက်ဆံခဲ့တဲ့ဒီမင်းတွေလက်ထက်မှာမွတ်စလင်တွေဘွဲ့အမျိုးခံယူခဲ့ကြတဲ့အဲပေါ့နော်ဒီရှင်ပရှင်ပရင်တွေအကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်အဲနံပါတ်1မင်းခရီးခေါ်မင်းစရိပေါ့နော်အဲ့ဒီ AD 1434 59မှာသူ့နာမည်ကတော့အလီခန်ဆိုပြီးတော့သူကသုံးလုံးခဲ့တာတွေ့ရတယ်နောက်တစ်ခုကျတော့ဒီနံပါတ်2ပေါ့နော်ဒီရှင်ပရင်ကဘာဆိုဖြူ ူနာမည်ကကြတဲ့ခါဒီကျွန်တော်အဲ့ဒီမှာအဲ့ဒီမှာနေပြီးကလီမာရှာကလီမာရှာဆိုတဲ့မွတ်စလင်ဘွဲ့နာမည်ခံယူခဲ့တဲ့သူက AD 1459 82ပေါ့နော်အဲနောက်ပြီးအဲ့ဒီမှာနေပြီးတော့အာပေါ့နော်ဒီနံပါတ်3ဘရင်ကကြတော့ဒေါ်လျာပေါ့နော်ဒေါ်လျာ AD 1432 62ပေါ့နော်သူကအမ်မိုဟာမက်ရှာသူနာမည်ကမိုဟာမက်ရှာဖြစ်တယ်နောက်တစ်ခါနံပါတ်4ဘရင်ကကြတော့ဘာဆိုညိုပေါ့နော် ဘတ်ဆုံညွာကျတော့ AD 1494မိုဟာမက်ရှာပေါ့နော်နောက်ဒီနဘငါတရားကကျတော့ရန်အောင်ပေါ့နော်ဒီဘရင်ရန်အောင် AD 1494သူ့နာမည်ကနရင်ရှာပေါ့နော်နောက်ဒီမှာနေပြီးတော့နဘရှောက်ဘရင်ကကျတဲ့ကအာပေါ့နော် စလင်ကသူပေါ့နော် သူကနေအဲ့မှာနေပြီးတော့အာဝလင်ကသူလို့လည်းခေါ်တယ်အသူနှံသူကကြားတဲ့ခါသူကကြား84464ကနေအဲ80500နဲ့တခုနဲ့ထိပေါ့နော်သူနာမည်ကျတော့ shade shade apadullah shah ပေါ့နော် shade apadullah shah ဖြစ်တယ်နောက်တစ်ခါဒီနံပါတ်9ဘရင်ကကျတော့ main yaza 80500တက်ကနေ23ပေါ့နော်သူကကြားတဲ့ခါ lead red shah ဖြစ်တယ်အဲနောက်တစ်ခုကကြားတဲ့ခါဒီ နံနံပါတ်၈ဘရင်ကကျတော့မင်းစောဥ AD 1525သူနာမည်ကဂျာလက်ရှာဖြစ်တယ်နောက်တခါနံပါတ်၉ဘရင်ကကျတော့သဇာတာပေါ့နော်သူ့ကိုကြားတဲ့ခါကျွန်တော်တို့ဒီရခိုင်တွေကတတ္တဆလို့ပြသကြတယ်အဲသူကကြားတဲ့ခါဒီပေါ့နော်ဒီ AD 1525နဲ့31သူနာမည်ကျတော့အလီရှာပေါ့နော် အဲနောက်တစ်ခုကြတဲ့ကတည်းကကျွန်တော်တို့နံပါတ်30ဘီကကြတဲ့မင်းဘင်ပေါ့နော်သူ့ကိုကြတဲ့မင်းပါကြီးလို့လည်းခေါ်တယ်အဲသူကကြတဲ့ကတည်းပေါ့နော် AD 1531ကနေ AD 1553တိအုပ်ချုပ်ခဲ့တယ်သူကကြတော့သူကကြတဲ့ကကြတော့ A far sha ပေါ့နော် A far sha ဖြစ်တယ်နောက်တစ်ခါနံပါတ်17ဘီကကြတော့မင်းဖလောင်းမင်းဖလောင်းကကြတော့သူကအဲ့ဒီပါ AD အဲ1587ကနေ AD 1593တိပေါ့နော်သူကသူ့နာမည်ကြတဲ့ကစီကန်ဒါရှာ ။နောက်တစ်ခါနံပါတ်7နဲ့ပြရကျတော့မင်းရစာကြီးပေါ့နော်။ဒါကျွန်တော်တို့ရခိုင်မှာဒါတော်တော်လေးနှမ်းမကြီးတဲ့ဘယင်ကြီးပေါ့နော်။သူကမင်းရစာကြီး AD 1593ကနဲ့ AD 1632ပေါ့နော်။သူနာမည်ကျတော့ Slane Shah ပေါ့နော်။သူကအဲ့ဒီမှာနေတော့အဲ့ဒီမှာလက်ရှိအဲ့ဒီမှာသူကကြားတဲ့ခါကျတော့ပထမမြောက်ဘယင်းလေးဖြစ်တယ်လို့သူကနာမည်ကြီးတဲ့ဘယင်းတစ်ပါးလေးဖြစ်တယ်။နောက်တစ်ခါနံပါတ်73ဘယင်းကျတော့ Min Khamon ပေါ့ Min Khamon အဲသူကကြားတဲ့က AD 1632ကနေ AD 1622ထိပေါ့နော်သူနာမည်ကြားတဲ့က Hussein Shah နောက်ကနံပါတ်၁၄ပြရကြတော့နံပါတ်၁၄ပြရကြတော့တိရိတုတ္တမပေါ့နော်တိရိတုတ္တမသူကကြတာ AD 1622ကနေ AD 1639သူကကြတာဆလင်ရှော့ပေါ့နော်ဒီအဲ့ဒီမှာနေပြီးတော့အဲ့ဒီမှာနေဒုတိယမြောက်ဘယင်ပေါ့ဗျာမွ슬လင်ရဲ့ဘွဲ့အမိကိုသူတို့ခံယူခဲ့ကြအောင်လည်းမဟုတ်ပဲねဒီသူတို့ရဲ့ဒီပေါ့နော်ဒီအခုနကျွန်တော်တင်ပြခဲ့တဲ့ကလမန်ပေါ့နော်ဒီလက်ရှိနေပြီးတော့အစ္စလာမ်ဘာသာစကားဖြစ်တယ်ပေါ့နော်ဒီအစ္စလာမ်ဘာသာရေးရဲ့စကားတခုပေါ့နော်ဒီကလမန်ဆိုတနည်းအားဖြင့် ကျတော့ဗုဒ္ဓဘာသာနဲ့ပြောမယ်ဆိုလို့ရှိတော့အဲဒီမှာလို့ဂါထာတစ်ခုပေါ့အဲဂါထာလို့ပြောလို့ရတာပေါ့နော်အဲအဲ့ဒီလိုဂါထာတစ်ခုပေါ့နော်အဲ့ဒီဟာကိုအဲသူတို့အဲ့ဒီမှာနေပြတ်ဒီအဲသူတို့ဒင်းကားတွေသူတို့ရဲ့ဒီဘယက်ဒီနန်းဒစိုက်တွေမှာရိုက်နှိုက်သုံးနှုံးခဲ့တာလေးကိုလည်းကျတော့တမိုင်းမှတ်တမ်းမှာတွေ့ရပါတယ်ဒါအပြင်အဲ့ဒီမှာနေပြတ်အစ္စလမ်ဘာသာဝင်တွေကိုဝန်ကြီးပေါ့နော်ဒီဝန်ကြီးမူကြီးမက်ကြီးယာထုတွေအပြင်မှာစင်တက်မြင်းတက်ရှင်လင်းတက်တွေမှာလည်း တက်မှုအဆင့်ကနေတက်မှုချုပ်အဆင့်ထိယုံကြည်စွာခန့်အပ်တာဝန်ဖိတ်ခဲ့တာကိုလည်းလက်လာသိရှိရပါတယ်ခင်ဗျာဒါဒီတော့ဒီအဲ့ဒီအချိန်တော့ဗောနော်ဒီနေရမိုင်လာအပါဝဲရခိုင်မင်းဆက်ဆက်လေးဆက်ဗောနော်ဒါအခုနောက်တော့ကျွန်တော်တင်ပြခဲ့တဲ့ဒီရခိုင်မင်းဆက်ဆက်လေးဆက်အထိနှစ်ပေါင်း100ကျော်အထိဗောနော်ဒီမင်္ဂလာဆုလတန်ဘယင်းတွေစီမှာလက်ဆောင်ပန်းနာတွေလည်းပေပော့ဆက်သားခရယာကျောင်းကိုလည်းတမိုင်းမှတ်တက်မှာဖော်ပြထားတာကိုလက်လာတွေ့ရှိရပါတယ်ခင်ဗျာ ပြီးတော့အဲ့ဒီအဲ့ဒီရှင်တော့စာပြီးတော့ဒီမှာနေပြီးတော့အစ္စလမ်ဘာသာအယူဝါဒဟာဒီပေါ့နော်ရခိုင်ပြည်နယ်ဘက်ကိုစပြီးတော့ဝင်ရောက်လာပြီဆိုတဲ့ဟာလေးကိုလည်းဒါကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြားတဲ့ကဒီကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ဒီဒီတော့ဒီလက်ရှိအစ္စလမ်ရဲ့အယူဝါဒတွေဟာမြန်မာနိုင်ငံတွေကိုဘယ်အရှင်ကလေးကစတင်ဝင်ရောက်လာတယ်ဆိုတဲ့ဟာကိုတိတိကျကျပြောဖို့ခက်ပါတယ်အဲအခုနောက်တော့ကျွန်တော်တင်ပြသွားတာဒါရခိုင်ပြည်နယ်မှာပို့ပေါက်ခဲ့တာကိုကျွန်တော်ပြောတာပါ ဲ့တော့အဲ့တော့အဲ့ဒီမှာဒီလက်ရှိတို့အစ္စလမ်ဘာသာယူဝါဒမြန်မာနိုင်ငံတို့ဘယ်ဆင်ရစတဲ့ဝင်ရောက်လာတယ်ဆိုတဲ့ဟာကိုတိတိကျကျပြောသမိုင်းကိုကျွန်တော်လေ့လာကြည့်ကြရအောင်ဟုတ်ပြီဒါဆိုအဲ့ဒီမှာနေပြီးတော့သမိုင်းကိုကျွန်တော်စပြီးတော့လေ့လာကြည့်တဲ့အခါမှာပကံခက်ကတည်းကပဲစတဲ့ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်းဘောနော်ဒီအာဘောနော်စတဲ့ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်းကျွန်တော်တို့သမိုင်းမှတ်တမ်းအရာလေ့လာသိရှိရပါတယ်အဲ့ဒီမှာဒီဘောနော်အာကျွန်တော်တို့အဲ့ဒီမှာဟုတ်တယ်ဗျစစ်တရာစုခက်အဲမနူဟာမင်းလက်ထက်ပေါ့နော်ဒီအဲ့ဒီမှာသူ့ဝနဘူမိကို ရောက်လာခဲ့ကြတဲ့ဒီမြန်မာရာဇဝင်မှာလူသိများတဲ့ဗျာဝိဗျတ္တညီကိုအားလည်းပဲမွတ်စလင်တွေဖြစ်တယ်ဆိုတဲ့ဒီအာဘောနောအထောက်ထားလေးတွေကျွန်တော်တွေ့ရတယ်အဲ့တော့နောက်တစ်ခုကကြတဲ့ကဒီပကံအနောယထာမင်းရဲ့စစ်သေးတော်ဘောနောဒီရွှေဖင်းညီနောင်နဲ့ဒီဆိုလူမင်းကိုပုံကန်ခဲ့တဲ့ငရမကန်းတွေဟာလည်းအငရမကန်းဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းဘောနောဒီအဲမွတ်စလင်တွေဖြစ်ကြောင်းကိုလည်းသမိုင်းပညာရှင်တွေကယူဆခဲ့ကြတာကိုလည်းလက်လာသိရှိရပါတယ်ဒါဆိုရင်မှလည်းအနောယထာမင်းမတိုင်ခင်ရှစ်ရာစု ကိုရာစုခက်လောက်ကတဲ့ကပဲမူဆလင်တွေဟာအာရက်နဲ့ပါရှာအဲတင်းဖို့ကောင်သေးတွေကလည်းတဆန့်ပေါ့နော်ဒီတင်းဖို့ကောင်သေးတွေအနေနဲ့ဒီဘင်္ဂလားပင်လေဟိုကိုဖြတ်ကျော်ပြီးတော့ပေါ့နော်ဒီမြန်မာပြည်ရဲ့ကန်ယိုတန်မြို့နယ်တွေမှာရေနဲ့ရိုက်ခါယူဖို့အတွက်ကိုလည်းရောက်ရှိလာကြကြောင်းကိုလည်းသမိုင်းမှတ်တမ်းမှာလည်လာတွေ့ရှိရပါတယ်အဲ့တော့အဲ့ဒီအဲ့ဒီရှိန်တုံးကပင်လေမှာမုတ်တုံလေးထန်တဲ့အတွက်ပေါ့နော်ဒီအဲ့ဒီမှာဒီသူတို့အဲ့ဒီမှာတင်းဖို့တွေကိုပြည့်ပြီးတော့ရောက်လာသူတွေလည်းရှိခဲ့ကြောင်းကိုလည်းသမိုင်းမှတ်တမ်းမှာတွေ့ရပါတယ် နောက်တစ်ခုကကြတာဒီသင်္ဘောပြည့်တဲ့ထက်မှာဒီမြမသမိုင်းမှာနှမ်းမကြိုကြခဲ့တဲ့ဗျက်ဝီနဲ့ဗျက်တညီနောင်ဟာလေးပဲပါလာခက်ကြောင်းကိုလည်းကျွန်တော်အနေနဲ့ဘလက်လာဖတ်ရှုရပါတယ်အဲ့တော့ဒီလက်ရှိနေတော့မွ슬င်တွေဖြစ်တဲ့အာရတ်နဲ့ပါရှားသင်္ဘောသားတွေဟာအများဆုံးရန်နာခဲ့ကြတဲ့နေရာတွေကတော့ရခိုင်ကန်ယိုဒန်ပသိမ်မိုတင်စွန်းတဝိုက်နဲ့သူဝနဘူမိနဲ့ဒဝေကန်ယိုဒန်တွေဖြစ်ကြောင်းကိုလည်းသမိုင်းစာပေတွေမှာလက်လာဖတ်ရှုမှတ်သားရပါတယ်ခင်ဗျ ဲ့တော့အဲ့ဒီမှာနေပြီးတော့ကျွန်တော်နောက်တစ်ခါဗာပြရဆိုဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းကရခိုင်ပြည်နယ်တွင်းကအဲ့ဒီမှာပေါ့နော်ဒီရခိုင်ပြည်နယ်တွင်းကနေပြီးတော့အင်ဒိုဥရောပအနှွေအာရီယန်နှွေဖွားညီနောင်ရိုဟင်ဂျာတွေကတော့အဲ့ဒီခက်မတိုင်ခင်ကတည်းကလူမျိုးတစ်မျိုးအဖြစ်တည်ရှိနေပြီဆိုတဲ့အကြောင်းကိုလည်းဒါတည်ရှိတည်ရှိနေပြီဖြစ်ပါတယ်ဆိုတဲ့ကကြတော့အဲ့ဒီကဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာနေတဲ့အာရီယန်နှွေဖွားရခိုင်နဲ့ရိုဟင်ဂျာတွေဟာရှေးရခိုင်ကတည်းကပဲ အတူရှိနေကြပြီးတော့အာရိယအမျိုးတမျိုးတွေဖြစ်ပေမဲ့အစ္စလမ်ဘာသာကို ကိုးကွယ်တဲ့ရိုဟင်ဂျာတွေကလောက်ကိုအထုတ်မြတ်ထားပြီးတော့ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ရခိုင်တွေကတော့နေကိုအထုတ်မြတ်ထားနေကြောင်းကိုလည်းယနေ့တိုင်အမ်မြင်တွေ့နေရပါတယ်ဆိုတဲ့အခါကျတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီအခုလက်ရှိနေပြီးတော့ရိုဟင်ဂျာတွေဟာရခိုင်လူမျိုးရဲ့ညီနောင်မျိုးຫນွေစုတစုဖြစ်တယ်ဆိုတဲ့ဟာကိုဒီအစိုးရကကျွန်တော်တင်ပြခဲ့တဲ့သမိုင်းမှတ်တမ်းကိုကြည့်လိုက်အောင်ね ငင်းပွေရာမရှိတော့ပါဘူးခင်ဗျအဲ့တော့ဒါမဲ့နေပြီးတော့ဒီပေါ်တော့ရခိုင်ဒီပေါ်ကျွန်တော်တို့ရဲ့ရခိုင်သမိုင်းပညာရှင်ဆိုပြီးတော့ဂုံယူဝင်းကျောနေတဲ့အာဒီအပေါ်တော့သမိုင်းဆရာတချို့ပေါ့ဗျာဒီသမိုင်းဆရာတချို့ ਨੇ ရခိုင်နိုင်ငံရေးသမားအမေရိကန်အာနိုင်ငံရေးသမားတချို့တွေကဘာလဲဆိုတော့ဒီရိုဟင်ဂျာမရှိကြောင်းကိုလူဘိန်းကျိုက်စကားတွေပြောပြီးတော့အတင်းအဓမ္မငင်းပေနေတာကိုလည်းကျွန်တော်တွေ့မြင်နေရပါတယ် ဆိုတဲ့ကကြတော့ဒီလက်ရှိနေပြီးတော့ရိုဟင်ဂျာတွေဟာဆက်အစိုးရအဆက်ဆက်အဓမ္မစေခိုင်းခံရတာတွေဖိနှိပ်ခံရတာတွေရိုဟင်ဂျာအမျိုးသမီးလေးတွေကိုမဒိန်ကျစ်ခံရတာတွေရှိခဲ့ပါတယ်အဲ့တော့ဒီအဲ့ဒီချိန်အဲ့ဒီဒီတော့ဒီကျွန်တော်တို့ကဒီအခုလက်ရှိနေပြီးတော့ဆက်အစိုးရရဲ့အဲဘောနော်ဒီလမ်းမစစ်တွေရဲ့လုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေမှာလည်းအခကျင်းဝင်မရဘဲနဲ့အလောက်ကျန်းတွေကိုအဓမ္မခိုင်းစေခံခဲ့ရကြောင်းကိုလည်းအမှန်တရားကိုမျက်နှိုးတဲ့ ရခိုင်လူကြီးတွေရတဲ့တဆင့်အကျွန်တော်ပြောဆိုခဲ့ဘူးတာကိုလည်းကျွန်တော်ငငယ်တုန်းကမှတ်သားခဲ့ဘူးပါတယ်နောက်ထောင်ခဲ့ရပါတယ်အဲ့တော့ဒီကျွန်တော်တို့ကနေပြီးဒါကြောင့်မလို့ဒီအခုလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီရခိုင်ပြည်တွေမှာမိတဲ့နေထိုင်နေကြတဲ့ရိုဟင်ဂျာတွေကအာရီယန်နွေဖွားအာဘုန်းတော်ဒီလူမျိုးတစ်မျိုးဖြစ်ပါလျက်နဲ့တိုင်းရင်သားမျိုးနွေစုတစုဖြစ်ပါလျက်နဲ့ကဘာပေါ်မှာအဖိတ်နိုင်ခံရဆုံး လူမျိုးတစ်မျိုးဖြစ်ကြောင်းကိုကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ထက်မှာလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီထုတ်ပြန်ချက်တွေကမဟုတ်ဘူးလားဆိုတော့လေဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတိုင်းရင်းသားတွေဟာဟိုးရှစ်နှစ်ပေါင်းများစွာကတည်းကကျွန်တော်နဲ့အတူတူလက်တွဲပြီးတော့နေခဲ့ကြတဲ့လူမျိုးတွေဖြစ်တယ်ကျွန်တော်အမ်ကောင်းခဲ့တဲ့ကာလာတော့မှလည်းကျွန်တော်ကောင်းခဲ့သလိုဆိုးခဲ့တဲ့ကာလာမှလည်းဆိုးနေသလိုကျွန်တော်တို့ခါစီပြီးတော့ရင်ဆိုင်ဖြတ်ကျော် ဖြတ်သန်းလာခဲ့ရပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်ဒီလက်ရှိမျိုးနွယ်စုတစုဖြစ်နေပါလေရဲ့ကပအဖိနှိုက်ခံရဆုံးလူမျိုးတစ်မျိုးအဖြစ်ဝန်းနေဖွယ်ရလဲကျွန်တော်လည်းလက်လာတွေ့ရှိရပါတယ်ဒါပေမဲ့ဒီသမိုင်းအထောက်အထအရာရိုဟင်ဂျာတွေကဌာနေတိုင်းရင်းသားလူမျိုးစုတစုဖြစ်ပေမဲ့မြစ်ကမ်းမျိုးချစ်နိုင်ငံရေးသမားအမိကလူတစုရဲ့လောက်ကြဖန်တီးသွေးထိုးလှုံ့ဆော်ခဲ့မှုတွေကြောင့်ကျွန်တော်မြန်မာနိုင်ငံမှာအမ်ဘယ်လိုခေါ်မလဲကျွန်တော်နိုင်ငံမဲ့ပေါ့နော်နိုင်ငံမဲ့ ဖြစ်သွားကြရတာလေးလည်းကျွန်တော်နည်းနည်းတွေ့တွေ့ရပါတယ်။ဒီတော့ဒီရိုဟင်ဂျာတစ်မျိုးလုံးဟာအာနာရှင်အစိုးရရဲ့ရက်ဆက်ရုံမှမှုတွေကိုနှစ်ကာလများစွာရင်ဆိုင်ကြုံတွေ့ခရဆောင်လူမျိုးတစ်မျိုးဆိုရင်လည်းမမှတ်ပါဘူးခင်ဗျ။အဲ့တော့သူတို့ဟုတ်ပြီဒါပဲဒီကျွန်တော်တို့အရှိကအခွင့်အရေးတွေဖြစ်တဲ့နံပါတ်၁အစစ်မြစ်ပညာသင်ယူခွင့်။နံပါတ်၂လွတ်လပ်စွာခရီးသွားလာခွင့်။နံပါတ်၃ပိုင်ဆိုင်ခဲ့တဲ့လေယာဉ်မြေတွေကိုကျွန်တော်အဲဘုနမတရားမတရား သိမ့်ပိုက်ခံရခြင်းဆိုတဲ့ဒီအရှိခံအရှိတွေကိုအာနာရှင်တွေဟာလက်ရှိဒီကျွန်တော်တို့တွေကိုမလုပ်လာလေဆိုတော့ကဘောနော်ဒီအမ်ဘောနော်ရည်ရွယ်ချက်ရှိရှိလုတ်ဆောင်ခဲ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ကကျတော့ဒီလက်ရှိနေပြီးတော့ဒီအခုလက်ရှိရိုဟင်ဂျာတွေဟာသေမင်းကိုရင်ဆိုင် ပြီးတော့ကြံ့ကြက်ခံနိုင်အောင်ကြိုးစားခဲ့ရတာကိုလည်းကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ2019တော့ဆိုလို့ရှိရင်ဒါလူမျိုးတုံးတတ်ဖြတ်မှုအထိရောက်ခဲ့တာကိုလည်း အဲဖြစ်ပွားခဲ့တာကိုလည်းကျွန်တော်တို့လက်လာတွေ့ရှိရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့မိဘပြည်သူတွေကိုကျွန်တော်တင်ပြချင်တာကဒီကနေ့ရိုဟင်ဂျာတွေသည်လက်ရှိဒီကျွန်တော်တို့ဒီပေါ့နော်ဒီမြန်မာနိုင်ငံမှာအဆိုးဆုံးလူမျိုးတစ်မျိုးဖြစ်တဲ့အာရိယာနွေဖွားဖြစ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေရာနဲ့ကျွန်တော်ကရိုဟင်ဂျာတွေကိုစားကျွန်တော်တင်ပြချင်ဖြစ်ပါတယ်။အဲ့တော့ဒီကျွန်တော်ကဘာကြောင့်ဒီလိုတင်ပြနေရလဲဆိုရင်ဒီလက်ရှိနေပြီးတော့ရိုဟင်ကျွန်တော်ကအမှန်တရားကိုဖော်ထုတ်ဖို့ ဖို့ထုတ်နေတဲ့နိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက်အမှန်တရားကိုကျွန်တော်တင်ပြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီလက်ရှိနေပြီးတော့ဒီပေါ်တော့ဒီကျွန်တော်တို့ရိုဟင်ဂျာတွေဟာသေမင်းကိုရင်ဆိုင်ပြီးတော့ကြက်ကြက်ခံပြီးတော့အာပေါ်တော့ဘဝရက်တည်နိုင်ရေးအတွက်ရှင်သန်လာတာကို ရှင်သန်နေကြတာကိုကျွန်တော်မြင်တွေ့နေရတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ဒီမြင်တွေ့နေရတဲ့အတွက်အဲပေါ်တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုနဲ့ကျွန်တော်မှတ်တမ်းတင် ုံပြုတ်လိုက်ပါတယ်ခင်ဗျအဲ့တော့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲဒီကျွန်တော်တို့အာဒီရိုဟင်ဂျာတွေရဲ့တမိုင်းကြောင်းတွေကိုအဲစူးစီးဖို့ထုတ်တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ဝိုင်းအာကျွန်တော် like နဲ့ subscribe နဲ့ပေါ့နော်ဝိုင်းရန်ကြည့်ရှုပေးကြဖို့လည်းမြစ်တရရခိုင်ရဲ့နဲ့အားလုံးကိုနှုတ်ခွန်းဆက်တာဂါရပြပါတယ်ခင်ဗျကျွန်တော်ကြိုဆိုလဲပါခင်ဗျ